ားလုံးမင်္ဂလာပါမြစ်တာဖောင်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျမတင်ပြသွားချင်တာကတော့အကြီးကျယ်အောင်မြင်မှုတွေရနေတဲ့ကျမတို့ရဲ့ဒီចောင်းသားလေးတွေအောင်မြင်နေတဲ့ဟာတွေကျမတို့သူတို့ဒီ USCIS ကနေပြီးတော့ပို့လိုက်တဲ့ဆရာစတန်းတွေကိုအသေးအချာပြပြီးတော့မှကျမတို့ကြော်ညာနေမှုအပေါ်မှာအချို့ကဘလို့မေးလာတယ်လဲဆိုရင်ဒါတွေဟာအမှန်အမှန်တွေပဲလားတဲ့ အာကျွန်တော်တို့ဒီ follower တွေရဖို့အာ viewer တွေများဖို့လုပ်နေတာလားတဲ့ယုံကြည်စရာမရှိလို့ဖြစ်နေပါတယ်တဲ့ဒါကိုအမှန်တိုင်းဖြေရမယ်ဆိုလို့ရှိရင်ကတော့ကျွန်မတို့ရရှိနေတာတွေမှာအမှန်တကယ်တွေဖြစ်ပါတယ်အမှန်တကယ်ဖြစ်ချောင်းကိုလည်းပဲတချိန်ရိုက်တိုင်းရိုက်တိုင်းအတိအကျနေဆွေးနဲ့တကွကျွန်မတို့ကတင်ပြနေတာဖြစ်ပါတယ်အဲ့တော့တချို့ကမေးလာပါတယ်ဒါဆိုရင်ကျွန်တော်တို့တင်ထားခဲ့တာဟာ အချို့2021ကနေ2025ငါးနှစ်တောင်ရောက်ခဲ့ပြီအချို့တော့လည်းနှစ်နှစ်သုံးနှစ်ရှိကြပြီကျွန်တော်တို့ကဘာဖြစ်လို့မခေါ်တာလဲတဲ့ဒါကဖြေရရှင်းပါတယ်တမရအပြောင်းအလဲနဲ့ကျွန်မတို့ policy တွေအပြောင်းအလဲနဲ့ backlog ပြဿနာကြောင့်ဖြစ်ပါတယ်။အိုးကျွန်မတို့2021 22 23တုန်းကကျွန်မတို့ယုံကနေပြီးတော့မှ assignment တင်မယ်ဆိုရင် policy ပေးပါတယ်။ဒီ policy မှာလည်းပဲ တင်ပြီးတော့9နှစ်နေမှအဆိုင်လင်အင်တာဗျူးရနိုင်ကြောင်းကိုအတိအကျဖော်ပြပါတယ်။ကံကောင်းသူတွေကတော့တခါတည်းရတတ်တဲ့လူတွေလည်းရှိပါတယ်။ဒါကတော့ဒီခုနပြောတဲ့ဒီဘက်လော့နဲ့သမရအပြောင်းလဲကြောင်းဖြစ်တယ်လို့ပြောကြပါတယ်။အဲ့တော့ဘယ်လိုလူတွေကိုအခုချိန်ကြမှာအ мян ခေါ်ပြီးတော့အ мян လုပ်နေတာလဲဆိုရင်သမရတစ်ရဲ့ ဒီအမှန်ကန်တက်နေတဲ့ចောင်းသားလေးတွေပုံမှာစုပေးတံပေးစနစ်နဲ့တွားနေတယ်လို့ကျမတို့ထင်ပါတယ်။ Civic ကနေပြီးတော့အဆက်အသွယ်ရတဲ့အခါမှာဒီကလေးတယောက်ចောင်းမတက်ခြင်းចောင်းတက်ခြင်းဟာသိနေပါတယ်။အဲ့အတွက်ကျမတို့စီမာတော့ April ကနေစပြီးအခုထိတင်လာတဲ့ကလေးတွေကို interview တယောက်မကြမ်းခေါ်ထားတာကိုတွေ့ရပါတယ်။အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင် interview ဖြေမဲ့သူ interview ရမဲ့သူဟာကိုဖြေတဲ့အခါမှာ ကိုယ့်ရဲ့ဖိုင်တွဲတိကျဖို့လိုပါတယ်ကိုဖြေသွားတဲ့အချက်တိုင်းဟာ consistent လို့ခေါ်တဲ့ရှေ့နောက်ညီညွတ်ရပါမယ်နောက်တစ်ခုကကိုပြောနေတဲ့အကြောင်းအရာတွေဟာ credible လို့ခေါ်တဲ့ယုံကြည်ထိုက်ဖွယ်ရှိရပါမယ်ဒါဆိုရင်အဆိုင်လင်းအောင်သွားတဲ့ကလေးတွေဟာဒီအချက်တွေနဲ့ညီညွတ်ပြီးတော့အောင်သွားတာဖြစ်ပါတယ်နောက်ထပ်မိကွန်းတစ်ခုကတော့ကြာရင်ကျွန်တော်တို့ဘာဖြစ်သွားမှာလဲတဲ့ အဲ့ဒီခါမှာအရင်နှုန်းကတော့အဲကျမတို့ဒီတရားရုံအစစ်စစ်ကြည့်ရပါတယ်ခုခါမှာတော့အကြောင်းအကြောင်းကြောင့်ဖြစ်စီဘာကြောင့်ရလို့ကျမတို့မပြောတတ်ဘူးပေါ့နော်အဲတရားရုံမတက်ရဘဲနဲ့ case close ဆိုပြီးတော့ကိုပိတ်သွားတာတွေရှိတတ်ပါတယ်အဲ့တော့တရားရုံတက်ရမယ်ကလေးကတော့ရှေ့နေအစ်စ်ငားရပါမယ်လောလောဆယ်မှာအရေးကြီးဆုံးကတော့နောက်ဆုံးမှာကျင်တာက EAD ကိစ္စပါပဲကိုယ့်ရဲ့တတ်မှတ်လာတဲ့ကိုယ့်ရဲ့ ဒီပြန်ကြားချက်ပေါ်မှာ EAD ရှောက်ထားလို့ရပါသည်ဆိုတာနဲ့ဒါကတော့အင်မတန်ဝမ်းမြောက်စရာဖြစ်ပါတယ် EAD နာရီရက်သွားပြီဆိုရင်တော့ဖြင့်ကိုယ့်ရဲ့ရှင်းနေတဲ့တိုင်ပင်ပြီးအမြန်ဆုံးလုပ်ပါလို့မှာချက်ပါတယ်ကဲမြတ်တာဖောင်ဒေးရှင်းရဲ့ဝမ်းမြောက်ဝမ်းသာတည်င်းများကိုတန်တရာမဖြစ်ရအောင် အများလေးတည်ရအောင် အခြားចောင်းသူចောင်းသားလေးတွေလည်းမျှော်လင့်ချက်တွေနဲ့ဟို ကိုဘာလုပ်နေလဲဆိုတာသိရအောင်အားလုံးအတွက်ကိုညှဝေပေးလိုက်ပါတယ်အားလုံးအဆအဆရရအောင်မြင်မှုရှိကြပါစေ